Hello အားလုံးပဲမင်္ဂလာပါဘူပေါ်မချင်းကနေကြိုဆိုပါရစေဆိုတော့ Florian VS ရဲ့အပြောင်းရွှေ့နဲ့ပတ်သက်လို့ကျွန်တော်တို့လာလုံးဝယုံကြည်ရတဲ့ channelist နှစ်ယောက်ကတော့တစ်ယောက်တစ်မျိုးစီကျွန်တော်ပြောထားကြတယ်ပေါ့နော်ဒါပေမဲ့လို့ Fabrizio Romano ကတော့ Florian VS နေကိုခေါ်ယူဖို့အတွက် Liverpool တင်ကလည်းရှိမှာသဘောတူညီမှုရရှိနိုင်ခဲ့ပြီဆိုပြီးတော့ပြောထားတယ်ဒါ Heavy ကိုလည်းကျွန်တော်ဖြစ်သွားပြီပေါ့နော်ဆိုတော့ Liverpool တင်ရဲ့ဘက်က Florian Vies ကိုခေါ်ယူဖို့နဲ့ပတ်ပတ်သက်ပြီး Liverpool စင်နဲ့ပေါ့နော်ကြောင်းရွှေ့ကြီးပေါင်း Euro 350 တန်ကြီးရှိတဲ့ပမာဏနဲ့သဘောတူညီမှုရရှိခဲ့တာဆိုပြီးတော့ကျွန်တော်တို့သိရတယ်။ဆိုတော့ဒီတန်150တဲ့မှာကစားမဖြစ်သူရဲ့စွမ်းဆောင်ရည်တွေပေါ်မူတည်ပြီးတော့ရမယ်အပူစုကြီးတွေပါပါပြီးသားပေါ့နော်။ဆိုတော့ယူရိုတန်150ဆိုတော့ပေါင်128တန်ပေါ့နော်။ဒါတန်130လောက်ရှိတယ်လို့ကျွန်တော်ပြောရမှာ။ဆိုတော့တတော်ကိုများပြားတဲ့ပမာဏပါ။တော်တော်ကိုများလုံးတဲ့ပမာဏပါ။ဒါပေမဲ့လေပေါင်းသင်းရဲ့ဘက်ကတော့ဒီကစားမဖြစ်သူကိုခေါ်ယူဖို့အတွက်အချိန်ကြီးကောင်းသွားပြီ။ဒါပြီးခဲ့တဲ့ လွန်ခဲ့တဲ့နှစ်ပတ်လောက်ကတည်းကဗောနောကစားသမားနဲ့လီဗာပူးတင်ရဲ့ဂျာထဲမှာဒီပုံကိုကြီးဆိုင်ရာသဘောတူညီမှုတွေသူတို့ရထားတယ်ရထားပြီးတော့အခုဆိုလို့ရှိရင်ကျွန်တော်တို့ပြောင်းရွှေ့ကြီးကအပြောင်းရွှေ့ကအမှန်ကန်ဖြစ်တော့မှာဒါအပြင်ကစားမားကမကြခင်မှာဆိုလို့ရှိရင်ကျွန်တော်ဒါစစ်စစ်မှုတွေဘာတွေလုပ်ပြီးတော့ဒါစာချုပ်လက်မှတ်ထုမှာဖြစ်တယ်ဆိုပြီးတော့ဖက်ဘရီဇီယိုရိုမန်နူကကျွန်တော်ပြောထားတယ်အဲ့ဒါလိုပဲကျွန်တော်တစ်ဖက်ကဒီအက်သလက်တစ်ရဲ့ဒီဗစ်ရော့စတိန်ကလည်းဘယ်လိုပြောလဲလီဗာပူးတင်ရဲ့ပြည်သက်တွေတွေ့နေနေ confuse ဖြစ်စရာပေါ့ဗျာဘာလဲဆိုတော့လီဗာပူးတင်နဲ့ ဟိုလီဗာကူဇင်တို့ရဲ့ကြားထဲမှာဒီကစားမဖြစ်သူရဲ့အပြောင်းရွှေ့ Florian Vies ရဲ့အပြောင်းရွှေ့ကပေါ့နော်ဒါ final stage ကိုရောက်နေပြီပေါ့ final stage ကိုရောက်နေပြီကလတဲ့နှစ်ခုကြားမှာဒုတိယမြောက်လီဗာပူးတင်ရဲ့ကံလဲမှုဟာပယ်ချခံခဲ့ရတာမျိုးမဟုတ်ဘူးပေါ့နော်ဒါအပြင်ကျွန်တော်ဆက်လက်ဆွေးနွေးနေကြပြီးတော့အပြောင်းရွှေ့ဖြစ်ဖို့များတယ်ဆိုပြီးတော့ပြောထားတယ်ဆိုတော့ ဖက်ဘရီဂျိုရိုမနိုကဟီဘီကိုပြစ်သွားပြီးဒေးဗစ်ရော့စတင်ကလည်း final stage ပဲရှိသေးတယ်ပါညာနဲ့ဆိုတော့လီဗာပူးတင်ပြည်သက်တည်းဟာငါတို့ကဘသူ့ကိုယုံရမှာတော့တည်တယ်မလားနော်ဘသူ့ကိုဘသူဘသူဘသူပြောတာရောရောက်တာလားမရောက်တာလားဒါမျိုးတွေဖြစ်နေကြတယ်ပေါ့ဗျာဒါကျွန်တော်တို့ဒီလက်ရှိဘောလုံးအပြောင်းအရွှေ့တွေနဲ့ပတ်သက်လို့ရှိရင်ဒါမန်ကယုံကြည်ရတဲ့ကျွန်တော်တို့ဒါ Respectful Journalist Journalist နှစ်ယောက်ပေါ့နော်ဘာပဲပြောပါဆိုတော့နောက်ဆုံးတော့လီဗာပူးတင်က Florian Vies ကိုခေါ်ယူနိုင်လိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ်။လီဗာပူးတင်အတွက်တော့ဒါဘယ်လိုပြောမလဲတကယ်တကယ်ကောင်းတဲ့ တကယ်ကောင်းတဲ့ကစားမတစ်ယောက်ကိုရတာပါပဲဒီနေရာမှာကျွန်တော်တို့350တို့320တို့เนาะတို့ပြောကြတာတွေရှိတယ်ပေါ့ဗျာတသိနဲ့တသိပြိတ္တိကြားထဲမှာတော့မတန်ဘူးတို့ဘာတို့မတန်မှုတန်တယ်ဆိုတာကတော့ဒါကျွန်တော်တို့စောင့်ကြည့်ရမှာပေါ့နော်ဒါအချိန်ရစကားပြောမယ့်အရာမျိုးပေါ့လီဗာပူးတင်းရဲ့ဘက်က Florian Vies နဲ့ပတ်သက်လို့ဟိုတိတ်ပြီးတော့တည်တည်ချာချာကွဲပြားတဲ့အစီအစဉ်မရှိဘူးဆိုရင်သူတို့350တိတုံးဖို့မရှိဘူး အဲ့ပါတော့ဗျအခုဆိုလို့ချင်းလီဗာပူးတင်းရဲ့ဒီနီးပြအာနစ်စတော်ကလက်နှစ်၃တင်းနဲ့ကျွန်တော်တို့တုံးတယ်နော်ဟိုနံပါတ်10ရုပ်နေရာမှာဒိုမီနစ်ဆိုဝိုစလိုင်းရှိတယ်လက်ဖ်ဝင်းနေရာမှာဆိုလို့ချင်းကျွန်တော်ဂပ်ပူရှိတယ်တိုက်စစ်မှာကျွန်တော်ဒါလူဝစ်ဒီအက်စ်ကျွန်တော်တို့ရှိတယ်ဒီနေရာမှာလူဝစ်ဒီအက်စ်က28နှစ်ပါနော်28နှစ်ပါပြီးတာနဲ့ကျွန်တော်တို့ဒီကစားမဖြစ်သူနေရာမှာတိုက်စစ်ကလည်းအမှန်ကန်ပြောရင်ဘယ်သူမှကောင်းကောင်းကင်ကင်မရှိဘူးဆိုတော့ center forward စစ်စစ်အဖြစ်ထားသုံးမဲ့ပုံစံမျိုးလားဒါမှမဟုတ် force 9ပုံစံမျိုးနဲ့တုံးပြီးတော့ဆာလာနဲ့ ျွန်တော်ဒါကိုရီကပူရူကိုအချိတ်ဆက်ပြီးမယ်ပေါ့နော်ကစားမတယောက်ဖြစ်ကျွန်တော် Florian VS ကိုမြင်ရမလားပေါ့တေချာတာတစ်ခုကတော့ Florian VS ရဲ့အကောင်ဆုံး performance ကိုရချင်နေဆိုရင် Dominic ဆိုဘူးနိုင်ငံနေရာဖယ်ပြီးမှကိုကျွန်တော်ရမှာဘာလို့လဲဆိုတော့သူဒီလက်ရှိ number 10ရုပ်နေရာမှာရှူဘူးလိုင်းထက်ကျွန်တော်အစပေါင်းများစွာသားတဲ့ကစားမမှုပါအဲ့တော့တန်150ပြီးရတဲ့ဆိုတဲ့နေရာမှာလည်းကျွန်တော်တို့ခုနကပြောသလိုပြောင်းရွှေ့ကြည့်ရတော့တွေးကြည့်ရရင်တော့များတာပေါ့ဗျာတော့တော်တော်ကိုများတဲ့နေရာမှာကျွန်တော်တို့ပါတယ် ဟိုဒါပေမဲ့လေလို့ပေါ့နော်ခုနကဒီကစားမနဲ့ပတ်သက်တဲ့ရှင်းလင်းတဲ့ပလန်တွေအစီအစဉ်တွေရှိတယ်ဆိုရင်လေဘာဦးသိန်းတာဝန်ရှိသူတွေရဲ့ဘက်ကလည်းအာနေစရောရဲ့ဒီလိုပလန်တွေမရှိဘဲနေတော့သူတို့တန်150တော့သုံးပြီးမှမဟုတ်ဘူးဆိုတော့နော်ကျွန်တော်ကြည့်ရရင်ဟိုဘယ်လိုပြောမလဲအနည်းဆုံးတော့လေဘာဦးသိန်းရဲ့တိုက်စစ်မှာဗျနှစ်နေရာလောက်ကစားနေတဲ့သူတွေကြီးပဲရတိုက်စစ်ပိုင်းမှာကိုရီကပူကလည်းတိုက်စစ်မှုဖြစ်လဲရတယ်တောင်မန်ကစားမဖြစ်လဲကျွန်တော်ရတယ် Florian VS ကလည်းတောင်မန်ကစားမဖြစ်လဲကျွန်တော်ရတယ်နောက်ပြီးလို့ရှိရင် အဲဘာနေရုနံပါတ်10ဖြစ်လေသူရတယ်ဒါအပြင်ကျွန်တော်တို့က force 9ဖြစ်လေသူကောင်းကောင်းကစားနေနေတယ်မှာကျွန်တော်တို့ပါတယ်ဆာလာဆိုလို့ရှင်လည်းပဲတိုက်စစ်မှုစစ်စစ်ကစားတာတွေကျွန်တော်တွေ့ရတယ်ဒါမျိုးလို့ right wing မှာပို့ပြီးတော့များတယ်ဒိုမိုနစ်ဆိုဘိုဇလိုင်းဆိုလို့ရှင်တော့ကျွန်တော်တို့ကနံပါတ်10ရုမှာကစားတာမျိုးကျွန်တော်တွေ့ရတယ်ဆိုတော့လီဗာပူးအသင်းအနေနဲ့ပေါ့နော်အနည်းဆုံး2နေရာလောက်တော့ကစားနေတဲ့သူတွေကြီးပဲတိုက်စစ်မှာပိုင်ထားတာအဲကြောင့်မလို့ Florian Vies နဲ့ပတ်သက်လို့ဘယ်လောက်ထိလီဗာပူးစီစဉ်ထားတယ်လဲပေါ့ဘာတွေလီဗာပူးအသင်းရဲ့ဘက်ကဒီအစီအစဉ်ကြီးအဲ့လောက်ကြီးလို့ သိတယ်မလားသူတို့အနေနဲ့ပေါ့နော်ဒါ Florian VS ကိုဒီလောက်ပြီးခေါ်ရတာလေပေါ့ဗျာနံပါတ်10တို့နေရာမှာတုံးပြီးတော့ Super Line ကိုနောက်ပို့မယ်အရန်ကုန်ကိုပို့မယ်ဟေးဆိုရင်တော့ Super Line အပေါ်မှာဒီလောက်ထိငွေတုံးခဲ့စရာအကြောင်းတော့မရှိဘူး plan ထဲမှာတော့နှစ်ယောက်စလုံးပါပြီးသားတော့ကျွန်တော်ဖြစ်မှာဖြစ်မှာပဲဒါကြောင့်ကျွန်တော်ဒီ Florian VS ရဲ့အပြောင်းအရွှေ့က Liverpool တင်းတွေတော်တော်ကိုမျောလင့်ချက်ထားလို့ရမယ်အပြောင်းအရွှေ့ပါဟိုပုံမှန်အားဖြင့်ဆိုလို့ရှင်တော့ဗျာသိတယ်မလား ်တော့ငွေကြေးအများကြီးတုံးကြတယ်ဆိုတဲ့အခါကျတော့အာဒီကောင်ဘယ်ချိန်မှ flow မလဲဆိုပြီးတော့စောင့်ကြည့်ကြတာများတယ်ပေါ့မင်းပြောရင် Florian VS လို့ကစားမမျိုးက flow flow ဘူးကကျွန်တော်အဝေးကြီးပါနော်ဟိုဂျာမနီပြည်သက်တယောက်အနေနဲ့ဟို Bundesliga ရဲ့ပွဲဒီဗါလဲ Bundesliga ရဲ့ Stuttgart တို့ Dortmund တို့ပေါ့နော်ကျွန်တော်ပြီးလို့ရှိရင်အဲဗါလဲ Leverkusen Bayern Munich ဒီပွဲတွေကိုမင်းပြောရင်နီးနီးကပ်ကပ်ကြည့်တယ်တယ်မှာပါတယ်အဲကြောင့်လည်းပဲဂျာမနီလည်းဝီဇင်ရဲ့ပတ်သက်လို့ပေါ့နော် ဟို Florian VS နဲ့ Musiala တို့ဘလောက်ကောင်းတယ်လဲ Nagelsmann ကဘလောက်ထိဘာကြောင့်မျက်နှာရောက်စလုံးကိုအံဝန်ခွင့်ချက်ဖြစ်အောင်သုံးနိုင်တယ်လဲဒါတွေကိုကျွန်တော်ဗျာကျွန်တော်အမှန်တမ်းပြောရရင်နည်းနည်းသဘောသတိထားမိတာဒါကြောင့် Florian VS တို့ကစားမမျိုး Liverpool လို Liverpool လိုမျိုးပေါ့နော် system တစ်ခုတည်ငြိမ်ပြီးသားရှိတဲ့အသင်းမျိုးမှာအံဝန်ခွင့်ချက်မဖြစ်စရာအကြောင်းတော့ကျွန်တော်မရှိဘူး left wing မှာဆိုလို့ရှိရင်လည်းသုံးလို့ရတာဟိုကျွန်တော်တို့မထင်မှတ်ဖဲနဲ့ပေါ့နော်ဒါမဲ့ယာဒီမှာပြီးခဲ့တဲ့ယာဒီကတော့မဟုတ်ဖဲနဲ့ assistant ညီပါးကြီးပြောင်းလဲလိုက်တာမျိုးလည်း ကျွန်တော်တွေ့ကောင်းတွေ့ရနိုင်မှာပဲပုံသေးကြီးကျွန်တော်ဘာမှပြောလို့ရတာမျိုးမရှိဘူးဒါကြောင့်လေပောက်တင်ရဲ့ယာတီယိုခြေစမ်းပွဲစဉ်တွေကိုကျွန်တော်စောင့်ကြည့်ဖို့လိုတယ်နော်ယာတီယိုခြေစမ်းပွဲစဉ်တွေမှာဘလောက်ထိအပြောင်းအလဲတွေလုပ်ထားသလဲနော်ဒါတော်တော်ကိုဟိုလေပောက်ပရိသတ်ပြည်ဘက်ကကြည့်နော်ဝမ်တာစရာပေါ့လေမနေ့ပြောရင်တော့ကိုသဘောကြားတဲ့ player လေးတယောက်ဖြစ်နေတယ်တိတ်တော့လေပောက်တင်တို့ဘာလို့ကိုပြောင်းတာမျိုးပါနော်ထားတော့မကြဘူးဗျာအောက်တယ်မလားနော်ကျွန်တော်တို့ဒီ Premier League ကလပ်တင်တွေကိုမပြောင်းစေချင်ဘူးမှန်တိုင်းပြောရရင် တကယ်ကောင်းတဲ့ကစားမတစ်ယောက်မှုပါဆိုတော့တချို့ကြော်ရလေဟာပရီးမီးယားလေးမှာအံဝင်ခွင့်ကျဖြစ်ပါမလားဘာညာပေါ့ဟိုကျွန်တော်တို့တော်တော်များပြာဘယ်လိုပြောမလဲပရီးမီးယားလေးကလက်ရှိဟိုဥရောပထိပ်တန်းလေး၅သင်း၅ခုတွေဒီမှာထိပ်ဆုံးကနေပါနေတဲ့ဟိုလိဂ်ဆိုတဲ့အခါကျတော့ပရီးမီးယားလေးကစားမမဟုတ်ရင်အထင်မကြီးကြအောင်အဲ့ဒါနည်းနည်းခက်တယ်ကျွန်တော်တို့ကျွန်တော်တို့စီရလူတွေနော် ပရီးမီးယားလေးမှာလုံးမပြနိုင်တာမျိုးဆိုလို့ရှိရင်ကစားမကောင်းလို့ကျွန်တော်မထင်ကြဘူးသူများလိဂ်မှာကျွန်တော်တို့ကောင်းနေတယ် အဲအဲ့ကစားမကပရီးမီးယားလိမှာတာမန်ဆင့်တော့မရှိဘူးလို့တွေးကြတဲ့သူတွေများတယ်အတိတ်ပဲမရှိဘူးပြသေးလားနော်ကစားမကောင်းမကောင်းကျွန်တော်အနေနဲ့ကောင်းကောင်းသဘောပေါက်ထားပြီးသားပဲဆိုတော့အဲကြောင့် Florian VS အနေနဲ့တကယ်ကောင်းတဲ့ကစားမပါ Liverpool အင်းမှာ flop ဖို့ဆိုတာမျိုးကလည်းတတော်ကိုအလှမ်းဝေးတယ်နော်ကျွန်တော်ပြောချင်တာကအကယ်လို့အသင်းတသင်းကပေါ့နော်ငွေတော့တုံးနိုင်တယ်အသင်းမှာလည်းပဲဒီကစားမနဲ့ပတ်တယ်လို့နော်ကစားမကောင်းမှုလို့သာခေါ်လိုက်တယ်ဘာမှပြတ်သားတဲ့ plan မရှိဘူးဆိုလို့ရှိရင်တို့တို့တော့ထိတုံးမှာမဟုတ်ဘူးခုနကပြောတဲ့ကိုရီကပူနီယာမှာတုံးမှာလား နံပါတ်10က Dominic Suppoline နေရာကို3မှာလာ။ဒါမှမဟုတ် Force 9နေရာကို3ကျင်တာလား။ဘာလို့လဲ Force 9ကဘာလို့တွေးလဲဆိုတော့ Liverpool အင်းမှာတိုက်စစ်မှုကောင်မရှိလို့ပဲ။ Luis Diaz ကတိုက်စစ်နေရာမှာကစားတယ်။ဒါပေမဲ့တိုက်စစ်မှုကောင်မဟုတ်ဘူး။သူဒီတောင်မန်ကစားမတယောက်ဗျာ။ Cody Gakpo ကောင်းလာလို့သူဖယ်ပင်ပေးရပဲနဲ့တိုက်စစ်ကိုပြောင်းသွားတာ။ဒီနေရာမှာ Luis Diaz မဟုတ်ဘဲနဲ့ Flow ကိုကျွန်တော်တို့သုံးပြီးတော့ဗောနော်။ Force 9ဖြစ်သူကစားစီကျင်တာလားဗော။ကျွန်တော်ပြန်တန်း150တန်းကစားမကိုအရန်ကုန်တွေ့တော့မခေါ်ဘူးဗျာ။ ဟုတ်တယ်မလားနော်ဟိုဆိုတော့တန်တရာ50တန်းကစားမရောက်လာလို့ဆိုပြီးတော့နံပါတ်10တို့ကစူပူဒလိုင်းတို့နေရာဖယ်ပေးရတာမျိုးလဲမြင်ရမှာတော့ကျွန်တော်မဟုတ်ဘူးအဲဒီကစားမနဲ့ပတ်သက်တဲ့ပလန်တော့လေဗာဝူးတင်မှာကောင်းကောင်းတော့ရှိမှာပဲဒါကြောင့်လည်းပဲသူတို့တန်တရာ50တိကျွန်တော်သုံးခဲ့တာဒါကြောင့်မနော်ဆိုတော့လေဗာဝူးတင်ကတော့အော်ပြပါဒီ Florian VS ကိုကျွန်တော်သာခေါ်ယူဖို့အတွက်သဘောတူညီမှုရရှိခဲ့ပြီဆိုပြီးတော့ Fabrizio Romano ကဖော်ပြထားတယ်လေဗာဝူးတင်ပြိုင်သက်နေတဲ့ Florian VS ရဲ့အပြောင်းအရွှေ့ကိုဘယ်လောက်ထိမျောလင့်ထားကြလဲတန်တရာ50ပေးရတဲ့ကစားမတယောက်စီကနေ ဘယ်လိုခြေစွမ်းနေကျွန်တော်မျှော်လင့်ထားကြလဲဆိုတော့ဆွေးနွေးကြပါဦးเนาะကြည့်ကြည့်အားပေးတဲ့ညီကိုများလုံးကိုကျေးဇူးများကြီးတင်ပါတယ်